မသမီးဆိုလည်းငယ်တုန်းကတော့အတော်တော်လေးအဆင်ပြေပေမဲ့ကြီးလာတဲ့အခါကျတော့ရှင်ဆက်ကျော်သက်ဆိုတဲ့အခါကျတော့သူကကိုဘယ်လိုပြောမလဲကိုအမြင်နဲ့သူ့အမြင်နဲ့မတူတာတွေတော့အများကြီးရှိတာကြားတယ်အဲဒီကမှတော်တော်လေးကိုညှိယူရတာတွေတော်တော်များပါတယ်သူက16နှစ်ပြည့်ပြီးသွားပြီဟုတ်အဲဆိုတော့16 16ခေါ်မှတော်တော်လေးကိုသူနဲ့အမနဲ့အားလူအဲဘယ်လိုပြောမလဲကတော့ကစားတွေတိတ်များတာပေါ့နော်အဓိကတော့အမြင်မတူတာပေါ့ ရကြတော့ဟာဗောမာမက်ချော့ဆူရဲ့တမီလေးအဲဥနေဆန်းဗောနော်ဥနေဆန်းနဲ့မက်ချော့ဆူရဲ့တမီလေးနင်းနုလင်းဗောအဲ့ဒါတွေ့ရောပြီးတော့နောက်တစ်ခုကခိုင်ခိုင်ဝင်းကိုခိုင်ဝင်းစွာကိုခိုင်ဝင်းတမီလို့ဟုတ်တယ်အားလေးအားတမီမြောက်လို့ပါတယ်ကိုခိုင်ဝင်းရဲ့အားလေးရဲ့ဥနေဆန်းရဲ့တမီလေးရဲ့လာပြီးတော့လာရောက်အားပေးတာပါဟုတ် အဲစပိုတင်ကောင်းကောင်းပေးတဲ့အခါကျတော့လေပိုကောင်းတာပေါ့နော်ရုံးမကွာမချောစုတော့ကျတော့ပေးနိုင်တာပေါ့အဲအမားတို့ကျတော့လေအပြင်မှာထွက်လှုပ်လှုပ်ရတဲ့အခါကျတော့ဒီလိုကြံတဲ့အရာတွေပဲကိုကစပိုတင်ပေးနိုင်တာမလုပ်ချင်းလေပေါ့နော်အခုဆိုကျူရှင်ထားပေးလိုက်တယ်ဟောအဓိကပေါ့နော်အဲ့လိုမျိုးပဲပေါ့ဒါမဲ့ကိုကိုပြီးရင်ပြီးပေါ့နော်အဲ့လိုမျိုးကြီးရဲ့လို့တော့ ဟိုဘယ်လိုပြောမလဲ supporting မပေးနိုင်ဘူးပေါ့နော် supporting မပေးနိုင်ဒါပေမဲ့ supporting ပေးနိုင်ပြီးတော့လေတာသမီကလည်းလိုက်နာမှလည်းပို့ပြီးတော့ကောင်းတာပေါ့မိဘကလည်း supporting ကောင်းကောင်းပေးတယ်တာသမီကလည်း supporting ကိုဘယ်လိုပြောမလဲခယူချက်ကောင်းကောင်းလေးနဲ့အသုံးချမယ်ဆိုလို့ရှိရင်ဒါတော့နောက်အဖက်လုံးတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ပို့ကောင်းတာပေါ့မိဘကပဲ supporting ပေးပြီးတော့တာသမီကလည်းမလိုက်နာဘူးဆိုလို့ရှိရင်ဒါကလည်းဘာမှမထူးကြဘူးပေါ့နော်ဟုတ် အမသမီးဆိုလည်းငငယ်တော့တော့တော်တော်လေးအဆင်ပြေပေမဲ့ကြီးလာတဲ့အခါကျတော့ရှင်ဆက်ကျော်သက်ဆိုတဲ့အခါကျတော့သူကကိုယ်ဘယ်လိုပြောမလဲကိုယ်အမြင်နဲ့သူ့အမြင်နဲ့မတူတာတွေတော့အများကြီးရှိတာကြတယ်အဲ့ဒီအခါမှာတော်တော်လေးကိုညှိယူရတာတွေတော်တော်များပါတယ်အခုနောက်ပိုင်းပေါ့နောက်ပိုင်းမဟုတ်သူက18နှစ်ပြည့်ပြီးသွားပြီဟုတ်အဲ့ဆိုတော့ဆက်ချောင်းဆက်ခေါ်မှာတော်တော်လေးကိုသူနဲ့အမနဲ့အားလို့အဲဘယ်လိုပြောမလဲကတော့ကစားတွေသိပ်များတာပေါ့နော်အဓိကတော့အမြင်မတူတာပေါ့အမြင်မတူကြပေါ့သူကလည်းသူ့မှန်တယ်ပေါ့အမကလည်းအမမှန်တယ်ပေါ့အမကလည်းနည်းနည်း တဲ့ယူတန်တယ်ပေါ့အဲ့လိုမျိုးလေးဖြစ်ကြအောင်ပေါ့အဲ့ဒါမျိုးလေးတွေကတော့အဲ့ဒါလေးတွေကိုကြော်လွားပြီးပြီဆိုလို့ရှိရင်တော့သူတို့ကလည်းမိဘအောင်နားလည်သွားမယ်ကိုကလည်းအဲ့ခါကျရင်စိတ်အေးသွားမယ်အဲ့ဒီကာလကတော့ကိုထက်စီနီယာတွေကပြောတာပေါ့အခက်ခဲဆုံးကာလပဲတဲ့မိဘနဲ့တာသမီကြမှာတဲ့မှန်တယ်ဟုတ်တယ်ဟုတ်တယ်ဟာမရအောင်သူတို့ပဲတက်တယ်သူတို့ပဲတည်တယ်အဲ့လိုဖြစ်တယ်အရွယ်တွေဖြစ်နေကြတယ်ဟုတ်တယ်ဟုတ်တယ်ကလေးညာလေးအဲ့အိမ်မှာလည်းအဲ့လိုမျိုးပဲ သူတို့ပြောရမယ့်အရာအဲ့လိုပြောကိုတို့ကလည်းမကြိုက်သလားဘာလို့ပြောရလဲမေရဘာလို့လုပ်တာလဲဆိုတော့မေရသိလို့လားအဲ့ပြေးဆိုအားလောက်ကြတာလည်းရနေဖြစ်ကြတာအဲ့လိုမျိုးမေရမေရမသိပါဘူးအဲအဲ့လိုမျိုးပေါ့အဝဆာအဆာပေါ့သူတို့ဝတ်တဲ့ဟာဒီလိုတို့တို့ကိုကမေရဒီလိုလို့ဆိုအားသူတို့ကမကြိုက်ဘူးသူတို့ကြိုက်တာသူတို့ဝတ်တဲ့အခြေအနေပေါ့ကိုရီတော့ကတော့မေအစ်မေးတာဝတ်တဲ့အခြေအနေပေါ့အဲ့ဒီဟာလေးတွေကတော့ခက်ကာလာကြောက်ပဲလားတော့မသိဘူးတော်တော်လေးကွဲပြားသွားတယ်ပြီးတော့ဆိုရှယ်တွေပေါ်လာတယ်ပါမှာပေါ့နော်နော်ဖုန်းတွေဖုန်းတွေပေါ့ ုံးနေကြောက်တယ်ပါမှာပေါ့အဲ့ဒါကကြတော့အမတို့ခင်တော့ကြတီဗီပဲရှိရလေဘာမှမရှိဘူးလေအဲအဲ့ဒါလေးလည်းပါမှာပေါ့အဲ့ဒါနဲ့ကိုတစ်ခါကျစိတ်ကြီးအကုန်ပြန်လျှော့ချတာအဲ့တော့ shop လိုက်ရတခါကတော့ခေါ်တာလေးမခေါ်တာလေးဆိုတော့မခေါ်ဘူးတခါကြာလဲမြင်ကတော့မြင်မလို့ပြင်းနေစိတ်ကောင်းတာတယောက်တည်းနော်ဟုတ်တယ်တယောက်တည်းသမီးလေးတယောက်တည်းရှိတာဟုတ်တယ်အမိုင်းရဲ့တပိတောက်ပဲပဲအခုကတော့သွားတော့28နှစ်လောက်ရှိသွားပြီဆိုတော့တိတ်ပြောစရာမလိုတော့ဘူးလေဘွယ်လဲယူသွားပြီသူ့အလုပ်လုပ်နေတော့ အကွာကိုဆိုင်အကွာကိုလောက်တော့ဆိုတော့အခုသူကသူစဉ်းစားတတ်ပြီးပြီအဲအဲ့တော့သူ့ရဲ့လုတ်ခိုင်းလိုက်မယ်ပြောစရာတော့မလိုဘူးသူကငငယ်တော့ဆိုရင်လေမမကြီးတို့ကလည်းအလုတ်တွေသွားကြတာဆိုတော့အဖေတို့မေတို့အဖေအမေတို့နဲ့ပဲသူ့ကိုနေခဲ့တာညားတယ်လေမမကြီးကလုတ်သွားသူကပဲအဲ့မှာပဲနေတာဆိုတော့အဖိုးတွေဖွားတွေကတော့သူ့ကိုအရန်အလိုတိုက်တော့ကတော့ဒီနေ့နော်ဆိုးကြဆိုးကြတာဟုတ်တယ်အဲ့ဒါအမေတွေအဲ့ဒါအဖိုးတွေအဖွားတွေကအရန်အလိုတိုက်တာသူတို့တွေကသိရမလားငငယ်တွေကလိုတိုက်တဲ့ခါကျတော့မမကြီးတို့ကလေ ြောတော့ပြောရဆိုရံဖြစ်ရင်အဖေအမေအဖေနဲ့ရံဖြစ်ရတာလေအဲ့ဆိုတော့တော့တို့မပြောရဘူးကြောက်အရင်ဆုံးအဖေနဲ့ရံဖြစ်ရမှာမပြောရလို့အဲ့ဒါအဲ့လိုမျိုးတွေအဖိုးအဖွားရံဆိုးခဲ့လို့အဲ့ဒါကြောင့်ဖြစ်ကြတာနေနေရံဖြစ်လိုက်ပြန်ချစ်လိုက်ပြန်ချစ်လိုက်ရံဖြစ်လိုက်နေပဲကိုးအားနေရတာပဲပေါ့နော်အမေကရံဖြစ်ပါဖို့အတွက်အဲရံဖြစ်ပါ့မယ် ။အဖေပေါ်ပြနေတယ်အခုလောလောဆယ်တော့အဖေကိုလည်းပြောတာအဲ့ဒါလိုမလိုက်နဲ့ပေါ့နော်။အမအဖေကကြတော့အရန်လိုလိုက်တဲ့ခါကျအဖိုးကအရန်လိုလိုက်တဲ့ခါကျတော့အဲအရင်တော့ဆိုတအားဆိုးတယ်။အဲ့ဒီဘက်ကိုပြန်ပြီးတော့သူ့ကိုတော်တော်ပြုတ်ပြင်ယူရတာ။အဲဆိုအမကအရင်တော့ဆို shooting တွေရိုက်တဲ့ခါကျတော့တအားရိုက်တဲ့ခါကျတော့အဖေနဲ့ပဲထားခဲ့ရတာ哦။အမအဖေနဲ့ထားခဲ့တော့အဖိုးကိုအရန်နိုင်ခြင်းမဟုတ်ဘူးဆိုလို့ရှင်သူကတုံး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 အများဆုံးဝယ်တယ်။ဘယ်ဟာမဆိုတုံးခုယူတယ်။အဲ့အချက်ကိုအမတော်တော်ဖျောက်ခဲ့ရတယ်။အဲ့ညာအိပ်ပြီဆိုလို့ရှင် အဲ့အင်းကြီးတက်တယ်သူကြိုက်တဲ့အင်းကြီးဆိုအဲ့အင်းကြီးကိုတနေကုန်ဟိုတယ်နောက်နေလဲတာပဲဟိုတယ်နောက်နေလဲတာပဲဟိုတယ်အဲ့ဒါဆိုတော့ तू အိတ်တဲ့အချိန်ကျမှချွတ်ပြီးတော့ပြေးလျှော်ရတယ်အဲ့လိုမျိုးလေးတွေလည်းအများကြီးသူဆွဲလန်းလန်းကြည့်ရတယ်အဲ့ဒါလေးတွေတော့တပြေပြေချင်းတော့အမပြုတ်ပြင်ရခဲ့ရအောင်ပေါ့ဘာလို့များဘလောက်ပဲပြေပြေချစ်ရအောင်ပဲဟုတ်တယ်တူတယ်ပဲဟုတ်တယ်လုံးဆိုင်လေးဟုတ်တယ်လုံးဆိုင်လေးပေါ့တလုံးဆိုင်လေးတွေဟုတ်တယ်မေးတာဟုတ်တယ်အဲ့တော့လည်းအောက်ပါဟုတ်တယ်ဟိုတလုံးဆိုင်လေးဆိုတော့သူတို့က ဘယ်လိုပြောမလဲအောက်မှာညာမဲ့လူလည်းမရှိဘူးအပေါ်မှာတိတ်ကြောက်ရမဲ့လူလည်းမရှိဘူးမရှိကတော့ဘိုးဖြစ်နေတာဘိုးဘိုးသူကဘိုးလေးပြောရင်လည်းမကြိုက်ဘူးသူကသူကဘိုးဖြစ်နေတာပေါ့နော်အဲအဲ့တော့ကြောင့်သူတို့မှာတော့မထင်တာတော့တယောက်တည်းနေဆိုနည်းနည်းအတကြီးကြအတကြီးမင်းနေအတကြီးငယ်ငယ်ဦးညာမှာလည်းမရှိဘူးလေအကြီးရဲ့အုတ်အုတ်ထင်းမှုလည်းမရှိဘူးတိတ်မကြောက်အောင်ဆိုအကိုကြောက်ရတာအမကြောက်အဲ့အတွက်ကြောင့်မလို့သူတို့တွေကအတကြီးအတကြီးရဲ့သူတို့ကလည်းအမှန်သူတို့ကလည်းအဲ့လိုဘိုးအဲ့လိုမျိုးဖြစ်